ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌဟောင်းလညောဆောင်ခရာဒီနေ့မေလ15ရက်မနက်ပိုင်းမှာကွယ်လွန်သွားပါတယ်။အသက်89နှစ်အရွယ်ဖြစ်ပြီးဒီမနက်9:15မိနစ်မှာကွယ်လွန်ခဲ့တာလို့ကချင်သတင်းရင်းမြစ်တအူးကပြောပါတယ်။ဦးဆောင်ခရာက2018နှစ်စန်းပိုင်းမှာ KIO ဥက္ကဋ္ဌတာဝန်ကနေအနားယူခဲ့ပြီးသူ့ရဲ့နေရာကိုတော့လက်ရှိဥက္ကဋ္ဌဘိုချုပ်ကြီးအမ်ပန်လာကဆက်ခံခဲ့တာပါ။ဥက္ကဋ္ဌတာဝန်ကနေအနားယူချိန်မှာဦးဆောင်ခရာကအသက်80ခန်းဖြစ်ပြီး ကျမ်းမာရေးနဲ့အသက်အရွယ်အရာအနားယူခဲ့တာလို့သိရပါတယ်။သူကအစ်တော်ဝန်တော့ကနေကချင်လက်နက်ကင်တော်လှန်ရေးကိုဝင်ရောက်ခဲ့ပြီးပညာသက်တဦးဖြစ်တယ်လို့တိုင်းရင်းသားအရေးကျွမ်းကျင်သူတဦးကပြောပါတယ်။လက်ရှိ KIO ခေါင်းဆောင်တွေကတော့ဥက္ကဋ္ဌဘူချုပ်ကြီးအမ်ပန်လာ၊ဒူးဥက္ကဋ္ဌဘူချုပ်ကြီးကမ်ရှောင်း၊ကချင်လွတ်လပ်ရေးကောင်စီဥက္ကဋ္ဌဘူချုပ်ကြီးအမ်ပန်လာ၊ဒူးဥက္ကဋ္ဌဒူးဘူချုပ်ကြီးကွန်မော၊ KIA စစ်ဦးစီးချုပ်ဘူချုပ်အောင်ဆိုင်လာ ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်စောက်တောင်တို့ဖြစ်ပါတယ်။ KIO KIA ဟာ2012ခုနှစ်ဥက္ကဋ္ဌဟောင်းဦးဆောင်ခရာလက်ထက်ကလေးကစစ်တပ်နဲ့တကြော့ပြန်တိုက်ပွဲဖြစ်ခဲ့တာပါ။2021စစ်အာဏာသိမ်းပြီးနောက်မှာလဲစစ်ကောင်စီတပ်တွေကို PDF အပါဝင်တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းတိုက်ခိုက်နေပြီးစစ်ကောင်စီတပ်စခန်းယာနဲ့ချီမြို့ပေါင်း15မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။လက်ရှိမှာလဲဗမော်မြို့သိမ်းစစ်စင်ကြီးကိုဆက်လက်ဆင်နွှဲနေတာဖြစ်ပါရဲ့ရှင်။